ဲမင်္ဂလာပါဘေးရင်ဝင်မှာကျိုးတူပါတယ်ကျွန်တော်မနှောပြီကိုမာဘုံမှာအထွန်းနေသားသမီးနဲ့အိမ်အောင်ပြုတ်မယ်ဆိုရင်အိမ်အောင်ပြုတ်ခါသားမှာတိတ်ပြီးမသားရနိုင်ပါဘူးဒါပေမဲ့တဖြည်းဖြည်းနဲ့ตายရလာမယ်အေးချမ်းလာမယ်ဂျာလီမိသားစုဟာညညပြီးဘဝမှာအေးချမ်းချမ်းနေရမယ်အိမ်အောင်ပြုတ်ခါသားနည်းနည်းသုံးနှစ်လောက်မှာ အကြောင်းမပြဿနာဖြစ်နေမယ်။ရံဖြစ်နေရမယ်။တရားကိုတရားညာညာတာတာနေတတ်ပြီမဲ့အစင်မပြေရင်ထပ်တတ်ကြရမယ်။ပြီးတော့လည်းပြီးသွားမှာပါပဲ။တရားနဲ့တရားတိုင်းတိုင်းမင်းမင်းပြောဆိုကြံစီကြမယ်ဆိုရင်သိတ်ကောင်းတဲ့အင်းအောင်ကြီးဖြစ်ပါ။ဒါပြီးမဲ့တရားနဲ့တရားနားလည်မှုလေးတွေလွဲမှားနေတတ်ပါ။ဘာမှအရေးမကြီးတဲ့ကိစ္စတွေကိုရေးကြည့်ခွင့်ကျယ်လုပ်မယ်။စီးပွားဖြစ်နိုင်ပါလေ။ချမ်းသာမယ်။ ဘဝမှာရည်မှန်းချက်တွေလည်းအောင်မြင်နိုင်ပါတယ်။နာကောင်းသမီးရတနာရမယ်။အင်းတော်သက်ကြားလာတဲ့အခါတယောက်နဲ့တယောက်နားလည်လာကြမယ်။ဒါပေမဲ့လူရှိသူရှိမှာကလေးနှစ်ယောက်လိုရံဖြစ်တာမျိုးကိုတော့တက်တလုံးရှိနေမှာပါပဲ။ပြည်တယ်တဲ့အင်းတော်ရေးတစ်ခုဖြစ်ဖြစ်ပါလက်ထက်လို့ရပါတယ်။ဘဝလည်းတာယာနိုင်ပါတယ်။အစဉ်လေးပြင်နိုင်ပါတယ်။နင်းနေပါပါတိန်ဆောင်နေရင်တောင်မှသတိရှိလို့ပြည်လေတဲ့အင်းတော်ရေးမျိုးဖြစ်ပါလား။ ဈေးနဲ့ကန်းနဲ့နေတတ်ကြရင်ချမ်းသာဖို့တိတ်တွေတဲ့အိမ်တော်ကြီးဖြစ်ပါကိုလိုတာကိုပုံဖော်ပုံဖော်လို့ရတဲ့အိမ်တော်ကြီးဖြစ်ပါတယ်တရားရောက်ကယူသင့်ပါသလားလို့မေးရင်ကောင်းတယ်ယူလိုက်ပါလို့ပြောမယ့်အိမ်တော်ကြီးဖြစ်ပါပြောစရာကတစ်ချက်ပဲရှိပါတယ်ယူမဲ့သူကတော့လှပကြိုက်ရင်ရမ်းကြိုက်ပြီးတကယ်လို့မကြိုက်တဲ့ရင်လေအင်မတန်ကိုဘူတီဖက်တီဖြစ်ရတယ်လို့ ဖြစ်နေတတ်တဲ့သူမျိုးဖြစ်ပါ ။ဥပမာမာဘုံငါကျွန်းပွားရီကဘုရဝဒသမီးကိုရင်နောက်ဖက်ပြေးရွေးချယ်ရင်အဲ့ဒီဟောတဲ့ဟောမှာဖြစ်ပါတယ်။ကိုမာဘုံမှာတိုက်နေတာသမီးနဲ့ရင်နောက်ပြုတ်မယ်ဆိုရင်စီကန်းရှိပြီးစကားတက်တဲ့ရင်နောက်ဖက်မျိုးနဲ့ရမယ်။အပြောဆိုလိမ်မပန်းနဲ့ပြီးကိုဘက်ကိုဆွဲတတ်မယ်။စီကန်းမှာတော့မယ်။ ကိုကိုဆရာလောက်တက်မယ်တကယ်လို့မြတ်ကိုကသိတ်စကားမပြောတတ်ဘူးအေးစေးတည်ငြိမ်စွာနေတတ်မယ်ငါးအိပ်ပိုင်းနေတတ်မယ်ဆိုရင်တိုက်နေတာသမီးကိုမယူတာအကောင်းဆုံးပါပဲနှစ်ဖက်လူကြီးနဲ့မပြေလည်လို့မကြခဏစကားများမယ်တိုက်နေတာသမီးနဲ့အိမ်အောင်ကြခြင်းဟာလက်ထိတ်ခက်ခံရတဲ့အိမ်အောင်ရေးလို့ခေါ်ပါတယ်ကိုကိုလွမ်းမို့ဖို့ကြိုးစားတယ်ကြိုးစားမယ်ဆရာလောက်တက်မယ် ကိုကိုသိမ့်သိမ့်စီယုံနေနေရမှာအရင်လုံမယ်ဒါပေမဲ့မိသားစုတိုက်တိုက်ဝန်းဝန်းနေရမယ်သားသမီးများမယ်အချွေအရံဆွေမျိုးမိသားစုများနဲ့နေတဲ့ရတက်ပါအိမ်အောင်ကိုပြုတ်ပြီးသွားရင်ငွေစုလို့ရမယ်စီးပွားဖြစ်မယ်ဂျိုးသားဓာရီအလုံးအောင်မြင်မယ်စိတ်ဆက်တဲ့အိမ်အောင်ပဲမျိုးဖြစ်ရင်တော့တိတ်ပြီးမကောင်းပါဘူးစကားများပါလိမ့်မယ်ယောဂလည်းနည်းနည်းထူမယ် မကြခဏစိတ်ပြတ်တဲ့စကားတွေအလိုမပြည့်တဲ့စကားတွေနိုင်ရှင်ပြောခံရမဲ့စကားတွေဘူးကလန်စကားတွေပြောတတ်လိမ့်မယ်အဲ့ဒီညဉ့်ညဝါသနာပါလာပါလိမ့်မယ်ကလေးရခဲ့ရင်လေငငယ်မှာချူကြမယ်နည်းနည်းကြည်လာမှကျမ်းပါရေးကောင်းနိုင်မှာအိမ်တော်သက်၅နှစ်ကျော်မှအခြေကျမယ်အားလုံးကိစ္စရေတော့အဆင်ပြေနိုင်ပါတယ်အိမ်လေလာတော့ဝါသနာမပါတတ်ပြီမြေ ကိုယ်အိမ်ကိုလားလဲတဲ့ဧည့်သည်ကိုသိရှိလက်ရှိတီးခံပြီးဧည့်ခံတတ်တဲ့ဉာဏ်ဤရှိပါနိုင်ပါလေ။ဥပမာမာဘုခြောက်ကျင်းဘွားသာသမီများဟာတနင်္ဂနွေသာသမီနဲ့အိမ်ကပြုတ်ရင်အဲ့ဒီတိုင်းခေါ်ပြောနိုင်ပါကိုမဘုတ်ကွင်းကယာသနေသာသမီးနဲ့အိမ်အောင်ပြုခဲ့ရင်တော့ ဆရာလှုပ်တဲ့တဲ့အိဗယ်မဲ့စကားများမလိုအပ်ပဲဩသာပေးတဲ့တဲ့သူနဲ့ရမယ်တရားနဲ့တရားမကြခဏစကားများမယ်တရားကိုတရားနားမလဲလို့အိမ်တော်ပြုကသားမှာနှစ်ဖက်မိဘဆွေမျိုးချင်းချင်းစကားများမယ်မတဲတတ်ပါဘူးအိမ်တော်မပြုခင်ကဒီကနှစ်ဖက်မိဘဆွေမျိုးတွေပြဿနာတက်တက်ပါဆွေယူမှညာနိုင်ပါလိမ့်တကယ်လို့လက်ထပ်ပေးခဲ့ရင်တောင်မှမကျင်းနဲ့ပဲ ောင်းတက်တက်နဲ့ပြီးသားလားလိမ့်မယ်။နောက်ဆုံးတော့လက်ပြေးလဲသွားပါလိမ့်။ဟင်းတွေမှမကြည့်မလင်ဖြစ်မဲ့ပြီ။လက်မရနဲ့ရောမကြမကြ။သကားမြရင်ဖြစ်ကြမယ်။တရားကိုတရားနည်းနည်းပါးပါးသီးခံကြမယ်ဆိုရင်တော့သိပြီးစင်ပြေးနိုင်ပါလိမ့်။ရန်ဖြစ်ကြပြီလေတရားကိုတရားကျင်နာမှုရှိကြမယ်။တရားကတရားကိုချစ်လွန်းလို့စိုးရိမ်လွန်ပြီးပြောမိဆိုမိတဲ့အတွက်ပြောမဆိုမရဖြစ်ကြ။ ရံဖြစ်ရခြင်းဖြစ်ပါတယ်။သာကောင်းသမီးရတန်နဲ့ပြည့်စုံနိုင်ပါတယ်။ပရမကလေးနေနေပါပါဆိုမိကျမ်းမာရေးတယ်ချွတ်တက်တက်ပါဆရာလောက်တာကိုတိခဏနိုင်ရင်တော့အိမ်တော်ကြီးထူတာရလိမ့်မယ်။ဒီမခံတတ်ရင်တော့မကြခဏပောက်ခွဲပါလိမ့်မယ်။ဟုတ်ပါမှာ မဟာဗုဒ္ဓညဖွင့်ကျင်းပါများဟာဇာတာပရိသသမီးနေအောင်ပြုရင်အဲ့ဒီအဟောတန်ယူဆဟောပြောနိုင်ပါကိုမဘုတ်ကွင်းကအဓိပတိနေသားသမီးနေအောင်ပြုခဲ့ရင်တော့စင်ရသားနဲ့ဒူတဲ့အိမ်တော်ကြီးဒုက္ခကိုခံစားရမယ်ဘဝမှာခက်ခဲမျိုးမျိုးကိုမလိုအပ်ဖြစ်ရှင်းနေရမယ်အစားကတီးခံလိုက်ရင်ကောင်းနိုင်ပေမဲ့တီးခံသိမ့်မရှိတဲ့အတွက် ရင်တော်ကြီးမှအေးချမ်းခြင်းမရှိပဲတကြက်ကြက်ဖြစ်မယ်တရားကိုတရားလဲနားလိုက်နားလဲစမ်းနိုင်ခြင်းမရှိပါဘူးပြည်လဲရင်လဲရမ်းပြည်လဲပြီးရမ်းဖြစ်ရင်လဲအကြီးအကျယ်ရမ်းဖြစ်တဲ့အင်တော်ကြီးမျိုးဖြစ်ပါစိတ်မငြိမ်းတဲ့လိုက်မသိတဲ့အတွက်ဖြစ်ရှင်နောက်တစ်ခုပဲသိတဲ့အင်တော်ပဲမျိုးကိုရရှိနေမယ်တချို့နေရာတွေမှာသီးလက်သားနဲ့သီးခံရမယ်အပြောမတက်အဆူမတက်ဖြစ်ဘာတော့ကောတဲ့သူမျိုးနဲ့ရမယ် ။ဟင်းနောက်ဘက်ကြောင့်စိုးရိမ်တော့ကများနေရမယ်။စိတ်မချမ်းမသာဖြစ်နေရမယ်။ဟင်းနောက်ဘက်နဲ့ခွဲပြီးတိကျလှုပ်လှုပ်နေကောင်းပါလေ။အဲလင်မယားနေရဆိုလို့လှုပ်တစ်ခုကိုတူတူလှုပ်ကြရင်တော့မကြာခဏတစ်ချက်ချက်ဖြစ်နေပါလိမ့်မယ်။ပြောစရာမကောင်းမဲ့အောင်တက်တက်နဲ့အိမ်တော်ကြီးမျိုးဖြစ်နိုင်ပါလား။ဒီခါကျင်းမျိုးနဲ့ပေါင်းတင်သွားပါလိမ့်မယ်။စိတ်ကိုဒုက္ခပေးမဲ့သာသမီတွေကိုလည်းရရှိနိုင်ပါလိမ့်မယ်။ ပြောရဆိုရခက်တဲ့ကလေးတွေကိုလည်းရရှိနိုင်ပါတယ်။စီးပွားရှာတဲ့နေရာမှာလည်းလုပ်ငန်းမျိုးမျိုးပြောင်းနေရမယ်။ကောင်းလာလို့ဖြစ်လိုက်ပြက်သွားလိုက်ဟုတ်တယ်လို့ဖြစ်လိုက်တန့်သွားလိုက်နဲ့အားမလို့အားမရဖြစ်နေရပါမယ်။အင်းတော့တဲ့ဘလောက်ကြေးချနေသွားသည်တည်တဲ့အထီးစကားများပြန်ဖြစ်ပြီးအခြေတင်ပြောပြီးပြီးသွားမယ်ပြီးသွားပါလိမ့်မယ်။ဒါလည်းကြည့်ခြင်းမဟုတ်ပဲတယောက်နဲ့တယောက် အားပြန်ရင်ရင်ဖြစ်စကားများတာပဲဖြစ်ပါလေအတိမပနာကျင်နာလာရောက်မှုတာဝုထမှုတွေကတော့ရှိနိုင်ပါတယ်အများရှိမှာတော့နောင်ချင်းလင်မယားဖြစ်ပါဥပမာမာဘုတိကျွန်ဘွားသာသမီများဟာဂျာသာပရိသာသမီနဲ့အိမ်အောင်ပြုရင်အဲ့ဒီအတိုင်းထပ်ပါတိုင်းယူစားဟောပြောနိုင်ပါအားလုံးမိတ်ဆွေများရှင်နေချမ်းမြေ့ကြပါခင်ဗျာ